ုံးပဲမင်္ဂလာပါဒီတခါဖျက်ပြခြင်းနဲ့စာအုပ်လေးရဲ့နာမည်လေးကတော့အဖြူရောင်ခွေးတေးလေးဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာသား Laura Gunwon ရုပ်ပြဒန်း Asarino ပါရာပြန်ဤယုံတဲ့အဖြူရောင်ခွေးတေးလေးကညင်တော်ထဲမှာရှိနေတာပဲနင်းနုလည်းတကယ်ကိုဖြူဖွေးနေပါလားခွေးလေးရေနေဘယ်ကိုသွားခဲ့တာလဲအပြာရောင်ညက်တေးလေးကကောင်းကင်မှာပြန်နေတာပဲ ခေါင်းငယ်လေးတကယ်ကိုပြလဲနေပါလားညက်လေးရင်နေဘယ်ကိုပြန်ခဲ့တာလဲအစင်းရောင်ပိုးသုံးလုံးတိတိလေးကမျက်တော်ထဲမှာရှိနေတာပဲမျက်ပင်တွေလည်းတကယ်ကိုစိမ့်ဆူနေပါလားပိုးသုံးလုံးလေးရင်နေဘယ်ကိုတွားခဲ့တာလဲအညိုရောင်မြင်းတိတိလေးကမြင်းပြိုင်ကွင်းမှာရှိနေတာပဲမြင်းပြိုင်ကွင်းကတကယ်ကိုညှို့မောင်းနေပါလားမြင်းလေးရင်ဒီကိုလာပါအောင် အဝါရောင်ကျက်ပေါက်ဆတတိလေးကကောက်ယူထဲမှာရှိနေတာပဲကောက်ယူလဲတကယ်ကိုဝါဝင်းနေပါလားကျက်ပေါက်ဆလေးရဲ့ဒီမှာဒီတိုင်းနေနော်ညဘက်မှာအမဲရောင်ကြောင်တတိလေးရှိနေတာပဲညလဲတကယ်ကိုမောင်မိုက်နေပါလားမိကိုဖွင့်ချလိုက်ပါမိဖွင့်လိုက်တော့အမဲရောင်ကြောင်တတိလေးကိုမြင်ရတာပဲအမဲရောင်ကြောင်လေးကအဝါရောင်ကျက်ပေါက်ဆတတိလေးကိုရှာနေခဲ့တာပါ အဝါရောင်ချက်ပေါက်လေးကအညိုရောင်မြင်းတတိလေးကိုရှာနေခဲ့တာပါအညိုရောင်မြင်းလေးကတော့အစင်းရောင်ပိုးသုံးလုံးလေးကိုရှာနေခဲ့တာပါအစင်းရောင်ပိုးသုံးလုံးလေးကတော့အပြာရောင်ညက်တတိလေးကိုရှာနေခဲ့တာပါအပြာရောင်ညက်လေးကတော့နင်းတော်ထဲမှာရှိနေတဲ့အဖြူရောင်ခွေးတတိလေးကိုရှာနေခဲ့တာပဲအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်